်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ကြည်သူတော်ကိုချီးမွမ်းပါတယ်မြတ်တာတရားဤအလုဆိုတဲ့ကောင်းစဉ်နဲ့တတလောနဲ့ဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်1ကနေ9ကိုဆင်ခြင်သွားခြင်းပါတယ် ေါလုတိလွာနုတိမောသေးတို့သည်ခမဲတော်ဖခင်နှင့်သခင်ယေရှုခရစ်၌တည်ရှိသောတတလောနှင့်မြို့သားအသင်းတော်ကိုကြားလိုက်ပါ၏သခင်ယေရှုခရစ်နှင့်ငါတို့အဘဒီဟုသောဖခင်အထံတော်ကဂျေဇုတော်နှင့်ညီတဲ့ချင်းသည်တင်တို့၌ရှိပါစေသောငါတို့အဘဒီဟုသောဖခင်ရှိတော်၌တင်တို့သည်ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်းจิตသောစိတ်နှင့်ကြိုးစားအားထုတ်ခြင်း ငါတို့သခင်ယေရှုခရစ်ကိုမျှော်လင့်သောစိတ်နှင့်တည်ကြည်ခြင်းတို့ကိုငါတို့သည် အစင်မပြတ်အောင်မေ့လျက်ဘုရားသခင်ချစ်တော်မူသောညီအကိုတို့တင်တို့ခံရသောရွေးကောက်တော်မူခြင်းကိုတည်လျက်တင်တို့အပေါင်းကို အကြောင်းပြုသဖြင့်ဘုရားသခင်ဤခြေသူတော်ကို ကာလအစဉ်ချီးမွမ်း၍တင်တို့အဖို့အလိုငါဆုတောင်းပတ္ထနာပြုလျက်နေကြ၏ငါတို့သည်တင်တို့နှင့်အတူရှိနေသောအခါတင်တို့အတွက်အဘယ်သို့သောသူဖြစ်သည်ကို သင်တို့တိကြသည်နှင့်အညီငါတို့ဟောပြောသောဧဝံဂေလိတရားသည်သင်တို့၌စကားတက်တက်ဖြစ်သည်မဟုတ်တကိုးနှင့်၎င်းတန်ရှင်းသောဝိညာဉ်တော်နှင့်၎င်းဝိစီကိစ္စမရှိဘဲအမှန်တိခြင်းနှင့်၎င်းပြည့်စုံသောတရားဖြစ်၏ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်ကူးစားတဲ့အခါမှာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်16မှာပြောထားတဲ့အတိုင်းပဲ ဘုရားသခင်ကဖန်ဆင်းခြင်းအတိတ်တစ်ခုအားဖြင့်ဖြစ်လာစေတယ်။ဒါကတော့ကောင်းကင်ဘုံရှင်အဖဘုရားသခင်ရဲ့မြစ်တာတရားရဲ့လောရတစ်ခုဖြစ်ပြီးတော့ကိုရောကကျွန်တော်တို့ကို သူ့ရဲ့အသက်နဲ့အသက်သစ်ကိုပေးပြီးတော့ကိုရောရဲ့မိသားစုတွေကို အမွေစားအမွေခံအဖြစ်မွေးစားပါတယ်။ကျွန်တော်တို့ယုံကြည်သူတိုင်းအတွက်အစီအစဉ်တစ်ခုလည်းရှိနေပြီးတော့တယောက်ချင်းစီတိုင်းအတွက်ပြီးမြောက်အောင်လှုပ်ဆောင်ရမယ့်တိကျတဲ့အလုပ်တွေလည်း ရှိပါတယ်ကျွန်တော်တို့ကဲတင်ချင်းရပြီတာနဲ့ကျွန်တော်တို့ရဲ့ကြံရှိနေတဲ့နေ့ရက်တွေကိုပရောဖက်ရဲ့ရည်ရွယ်ချက်တွေကို ဖြစ်စည်းဖို့အသုံးပြုသွားရမှာဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူဟာသခင်ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့တပည့်တော်တွေဖြစ်ဖို့ကိုဆောင်ခြင်းခံရပြီးတော့ကဲတင်ရှင်ခရစ်တော်လိုပဲကိုရောအတွက်လှုပ်ဆောင်ပြီးတော့ဘုရားသခင်အတွက်စိတ်အားထက်သန်စွာလှုပ်ဆောင်ရမှာဖြစ်တယ်။ကယ်တင်ခြင်းဟာခြေစွတ်တော်ကြောင့်ဖြစ်ပေမဲ့ မေတ္တာတရားရဲ့အလုတ်ကတော့ကျေးဇူးတော်မှာထက်ဆင်ရတဲ့အကျင့်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့အကျင့်တွေမှာမေတ္တာတရားရဲ့အလုတ်ကဘုရားသခင်ရဲ့အလိုတော်နဲ့အညီပဲဖြစ်တယ်။ဒါကတော့ဤဖက်အခန်းကြီးနဲ့အငဲ30မှာပြောထားတဲ့အတိုင်ကျွန်တော်တို့ကောင်းတဲ့အကျင့်တွေကိုကျင့်ဖို့အတွက်သခင်ယေရှုခရစ်တော်မှာပြုပြင်ပြီးတော့ဖန်ဆင်းတော်မူရာဖြစ်တယ်။အဲ့ဒီကောင်းတဲ့အကျင့်တွေမှာကျင့်လေဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုပြင်ဆင်ထားခြင်းပဲဖြစ်တယ်။ ဒါကတော့တန်ရှင်တော်ဝိညာဉ်တော်ကသခင်ယေရှုခရစ်တော်ရဲ့မြေကြီးပေါ်မှာရှိတဲ့အစီအစဉ်ကိုကိုရောရဲ့နောက်တော်ကိုလိုက်တဲ့တပည့်တော်တွေရဲ့အကျင့်တွေကနေတဆင့်အကောင်အထည်ဖော်နေပါတယ်။ပရောဖက်ကယုံကြည်သူတွေကိုလမ်းညွှန်ပေးပြီးတော့ပြင်ဆင်ပေးဖို့ကတိပြုထားတယ်။ကိုရောကကျွန်တော်တို့ကိုဘာကူပဲလောက်ခိုင်းပါစေ။သင်ရှင်းသောဝိညာဉ်ဟာကျွန်တော်တို့သိဖို့အတွက်လူအတ္တမြာကိုသင်ကြားညွှန်ပြပေးလိုက်မှာဖြစ်တယ်။ဥပမာအနေနဲ့ထိရောက်တဲ့ဆက်ဆံရေးနီလန်းတွေ တခြားသူတွေအတွက်မိမိကိုယ်ကိုပေးဆက်ခြင်းနဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုဝင်မြခြင်းတွေကိုသင်ကြားပေးလိုက်မယ်။ကုရဟာကျွန်တော်တို့ကိုကုရောရဲ့ဝိပုခြင်းကိုဦးစားပေးဖို့နဲ့ကျွန်တော်တို့ရဲ့အရင်အမြင့်တွေနဲ့စွမ်းရည်တွေကိုကုရောအသုံးပြုဖို့အတွက်အနံဖို့အတွက်လည်းမျှော်လင့်တော်မူပါတယ်။ကျွန်တော်ဟာဒီလောကကဘာမြေပေါ်မှာ နေထိုင်စဉ်အတွင်းမှာ ကျွန်တော်ရဲ့ဘဝပုံစံကခရစ်တော်ရဲ့အမှုတော်အတွက်စိတ်အားထက်သန်ပြီးတော့ဂတိကဝတ်ပြုထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ရမယ်။ဒါကြောင့်ဘုရားသခင်အတွက်ကျွန်တော်တို့ရဲ့အလုတ်ကစစ်မှန်တဲ့မြင့်တန်အားဖြင့်လှုပ်ဆောင်တဲ့အလုတ်ပဲဖြစ်ပါစေ။အဲ့ဒီလိုလှုပ်ဆောင်ဖို့ဘုရားသခင်ခေါ်တဲ့အခါတန်ရှင်သောဝိညာဉ်တော်ကကိုရောရဲ့အလိုတော်ကိုပြည့်မြောက်စေဖို့အတွက်လိုအပ်သမျှကိုလည်းပေးသနာတော်မူလိမ့်မယ်။ဂျာနာဆင်ကျင်ခဲ့တဲ့သူတိုင်းစစ်မှန်တဲ့ဘုရားသခင်ရဲ့သားသမီးတွေအဖြစ်ခရစ်တော်ရဲ့ခြေတော်ရာအတိုင်းလိုက်ပြီးတော့ဘုရားသခင်အတွက်လှုပ်ဆောင်နေတဲ့အလုပ်ဟာ စစ်မှန်တဲ့မေတ္တာအားဖြင့်လှုပ်ဆောင်နေတဲ့အလုပ်ပဲဖြစ်ပါစေ။ယုံကြည်တဲ့စိတ်နဲ့ကျင့်နေဖို့စစ်တဲ့စိတ်နဲ့ကြိုးစားအားထုတ်နေဖို့မျော်လင့်တဲ့စိတ်နဲ့တည်ကြည်ခြင်းရှိဖို့ဘုရားသခင် အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် 你塔比啰嗦，阿巴蒂。